โอเคဆိုတော့အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့အမ်ပါပါဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့တွေ update လာတဲ့ fruit တွေက eagle fruit ကို we do တင်သွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တစ်ဆင့်ချင်းဒီအားလုံးကိုတေးချလုံးပြထားတဲ့အတွက်ကျွန်တော်တို့ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့အကုန်လုံးတူတူ eagle fruit လိုက်တင်လိုက်ကြပါခင်ဗျာကဲဆိုတော့ကျွန်တော်တို့ eagle fruit တင်ဖို့တော့ C3 မှာရှိနေဖို့လိုပါမယ်ပထမဦးဆုံးအနေနဲ့ပေါ့နော်ပြီးတော့ကျွန်တော်တို့ C3 ရဲ့ဒီမှာ crystal ပေါ့နော်ဒီဒီဒီ island ကိုကျွန်တော်တို့လာဖို့လိုတယ်ပြီးရင်တော့ကျွန်တော်တို့ဒီအရှိမမြင်နေရတဲ့ပေါ့နော်ကျွန်တော်နောက်မှမြင်နေရတဲ့အခန်း ်နဲ့ဝင်ရမှာဖြစ်ပါတယ်။ကဲဆိုတော့ကျွန်တော်တို့သွားလောက်လိုက်အောင် let's go ။ Okay ဆိုတော့ကျွန်တော်တို့အခုဒီမှာပေါ့နော်ဒီ away game လောက်တဲ့ C3 ကကျွန်တော်တို့ဒီ Crystal ပါဆိုလဲဗျာအဲ့မှာဒီမှာ MISC ဆိုတဲ့တယောက်ရှိရဲသူ့ကိုနှိမ့်လိုက်တာနဲ့ကျွန်တော်တို့ဒီမှာအရင်က away game လောက်တဲ့ top ဆိုတာကိုမနှိမ့်ပဲနဲ့အောက်ကအထမင်းပန်းတွေကိုနှိမ့်ပြီးကျွန်တော်တို့ဒီမှာ no 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 ကျွန်တော်တို့ဒီမှာအရင်ဆုံးအနေနဲ့အဲ့ဒီ admin panel ကိုနှိမ့်ဖို့ဆိုရင် update လာတဲ့ fruit ၃လုံးနဲ့တစ်လုံးလုံးကိုစားထားဖို့လိုပါတယ်အဲ့တော့ကျွန်တော်တို့အခု ဝီဒူးတင်မှာ eagle ဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာ eagle fruit ကိုစားလိုက်ပါတယ်အဲဆိုတော့ဒါကကျွန်တော်တငယ်ချင်းရဲ့အကောက်ပေါ့နော်ကျွန်တော်ရဲ့အကောက်ထဲမှာကလိုအပ်တဲ့ item တွေတိတ်မစုံတဲ့အတွက်ကျွန်တော်တငယ်ချင်းကောင်းနေကျွန်တော်လောက်တာပါဆိုတော့ဒီမှာ dummy panel ကိုနှိပ်ပြီးတော့ကျွန်တော်တို့ဒီမှာ okay နဲ့လိုက်ပြီးဆိုတာနဲ့ animation နဲ့ဒီမှာ computer နဲ့စာရီကြလာပါတယ်ဒီမှာဆိုရင်တော့ကျွန်တော် eagle တင်လို့ရမယ် gravity v2 တင်လို့ရမယ် creation ကတော့ coming soon ဖြစ်နေရပါတော့အဲ့တော့ကျွန်တော်တို့ဒီမှာ eagle fruit မှာ fine 3မှန်ရှိတယ်သူကတော့ဒီမှာကျွန်တော်တို့ level 1ခွန်းရ အာ level ဒီမှာဆိုရင်ပထမဆုံးတစ်ခုလောက်ဖို့အတွက် mystery level ကျွန်တော်200လိုတယ်အဲ့တော့ mystery level 200ပြည့်အောင်ကျွန်တော်တို့အရင်ဖမ်းရမယ်ပေါ့နော်ကဲဆိုတော့ကျွန်တော်တို့အရင်ဆုံးအနေနဲ့ mystery top 5မှာပြန်တွေးကြပါမယ်စုစုပေါင်းအကုန်လောက်ဖို့ဆိုရင်တော့ mystery level 400လိုတဲ့အတွက်ကျွန်တော်400ရောက်ရောက်အောင်ကျွန်တော်ဖမ်းလိုက်ပါမယ်ကဲဆိုတော့ကျွန်တော်တို့အာဒီဖမ်းတော်တော့မပြတော့ဘူးပေါ့နော်အဲ့တော့ ဝီဒူကိုအကုန်လုံးပြည့်စုံတင်မယ်ဆိုရင်တော့ level 400အရင်တင်ရပါမယ် level 400ဆိုတာကတော့တော်တော်လေးကိုကြာပါတယ်ခင်ဗျာကျွန်တော်တို့ level မတင်ခင်မှာအခု update လာတဲ့ creation gravity eg ရဲ့ per minute တွေအပြင်တခြားခုပါမင်းနဲ့တင်တဲ့ game bag တွေကို KSTDD shop မှာဈေးအတန်ဆုံးနဲ့ဝယ်ယူရရှိနိုင်ပါတယ် gravity true awaken လောက်ထားတဲ့အကောင့်တွေကိုလည်းရရှိနိုင်တဲ့ပြင် vivo fugi ရအကောင့်မျိုးစုံကိုလည်းရရှိနိုင်တဲ့အတွက်မှာဝယ်ယူခြင်းနဲ့ဆိုရင်တော့ telegram နဲ့ facebook မှာကျွန်တော်ပြသသလိုရိုက်ရှာလိုက်ပါ โอเคဆိုတော့ကျွန်တော်တို့ဒီမှာ level 400ပြည့်သွားပါပြီခင်ဗျာ Okay ဆိုတော့ကျွန်တော်တို့ဒီမှာ atomic panel ကိုတစ်ချက်နှိပ်ပြီးတော့ကျွန်တော်တို့သူပေးထားတဲ့ quest 3ခုကိုကျွန်တော်စပြီးတော့လုပ်လို့ရပါပြီ Okay ဆိုတော့ဒီမှာ e gate ကို b duty မှာဖြစ်တဲ့အတွက်ပထမအဦးဆုံး quest တစ်ခုပွင့်နေပါပြီဆိုတော့ဒါကိုကျွန်တော်တို့ဒါဘာလို့ ਆ ပါလဲဆိုတော့ကျွန်တော်တို့ဒီ eagle fruit နဲ့ပြန်တော်သုံးပြီးတော့လုံးဝအမြင့်ဆုံးတရာရာခံတော့ပြည့်အောင်ပြန်ရမှာဗျာအဲ့တော့ကျွန်တော်တို့တွေအခုဒီမှာ0ရာခံတော့ပဲရှိပါသေးတယ်အဲ့တော့ quack ကတော့ယူလိုက်ပြီဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ eagle fruit နဲ့၄ဘောအမြင့်ဆုံးပြန်ရမှာဆိုတော့ကျွန်တော်အပြင်ထွက်လိုက်ပါမယ်ကဲဆိုတော့ တော်တို့ဒီမှာတရားရခိုင်နှုန်းပြင်အောင်ပြန်ရမှာဖြစ်ပါတယ်။ Okay so let's go ဆက်လိုက်အောင်ကျွန်တော်ဒီ app skill ကိုသုံးပြီးတော့ပြန်ရမှာပါ။ Yo ဒီမှာကျွန်တော်ဆက်ပြီးတော့ပြန်ရပါခင်ဗျာ။အဲ့တော့ကျွန်တော်တို့ဒီမှာအဲဘယ်လောက်ရခိုင်နှုန်းလဲ။တော်တော်ဒီဘယ်လောက်ရခိုင်နှုန်းမှမတက်သေးဘူးဗျာ။ โอเคဆိုတော့ကျွန်တော်တို့ဒီမှာကွက်တွေအကွက်တောင်ဖြစ်တယ်ပထမဦးဆုံးကွက်အနေနဲ့တော့ကျွန်တော် complete ဖြစ်သွားပါပြီဆိုတော့ကျွန်တော်တို့ DIY ကနေတော့ပြည့်သွားပြီဆိုတော့ကျွန်တော်ဘာရမလဲတစ်ချက်သွားကြည့်မယ်ဟိုနို့နို့ဒါမဟုတ်ဘူးဒါမဟုတ်ဘူး no မှားပြီးတော့နှိပ်ကုန်ပြီအဲ့တော့ကျွန်တော်ဒါကတော့ awake ခန်းလုပ်တဲ့နေရာပါเนาะအဲ့တော့ကျွန်တော်ကဒီမှာ atomic band တွေကိုနှိပ်ရမှာဖြစ်ပါတယ်ကဲဆိုတော့ကျွန်တော်ဒီမှာ atomic band တွေကိုနှိပ်လိုက်မယ်ပြီးတော့ကျွန်တော်ခုနသွားတဲ့ eagle flow တွေကိုသွားမယ်ပြီးဒီမှာ DIY ကနေတော့ complete ဖြစ်သွားပြီဆိုတော့ကျွန်တော်တို့ဒီဟာ ီမှာ complete လောက်လိုက်မယ်ဆိုရင်ကျွန်တော်ဒီမှာလိုအပ်တဲ့ item လေးတွေတော့ရှိတယ်အဲ့တော့ fuck မှတ်300ရာနဲ့ကျွန်တော်တို့ angel wing 5ခုအဲ no အဲကျွန်တော် angel wing 3ခုလိုတယ်ဗောနော်အဲ့တော့ကျွန်တော်ဒီမှာ လိုအပ်တာမရသေးဘူးဗျာအင်ဂျင်ဝင်က၅ခုလိုတာကျွန်တော်မှာ၃ခုပဲရှိရဆိုတော့ကျွန်တော်တို့တွေအင်ဂျင်ဝင်တော့ချရအောင်ပါမယ်အဲ့တော့အင်ဂျင်ဝင်ကိုဗမာရလည်းလဲဆိုတော့ကျွန်တော်တို့ C1 ကကျွန်တော်တို့ Sky Island မှာအင်ဂျင်ဝင်တွေတော့ဖတ်လို့ရပါတယ်ဆိုတော့ကျွန်တော်ကခုန level 400လဲဖမ်းပြီးပြီအကြာကြီးလဲ၄ဘောပြန်ပြီးပြီအခုအင်ဂျင်ဝင်လိုနေတဲ့အတွက်အင်ဂျင်ဝင်လဲတော့ဖတ်ရမှာဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုအတွက်ကျွန်တော်ချိန်နေအများကြီးပေးရတာဖြစ်တဲ့အတွက် Subscribe လုပ်ခဲ့ကြဖို့တောင်းဆိုချင်ပါတယ်အဲ့တော့ C1 ကိုသွားလဲရအောင် Let's go guys โอเคဆိုတော့ကျွန်တော်တို့ဒီမှာ C1 ကိုတော့ရောက်လာပါပြီ C1 ရောက်ပြီဆိုတော့ကျွန်တော်တို့တွေ Sky Island မှာ အာအင်ဂျယ်ဝင်းနေတာ Sky Island မှာဖမ်းမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ Sky Island ကိုသွားကြပါမယ် Sky Island မှာဆိုရင်တော့ကျွန်တော်ဒီအပေါ်တုံးမှာပဲအင်ဂျယ်ဝင်းကိုဖမ်းပါတယ်ဒီမှာကရတိုင်းကြီးပို့ပြီးတော့များတယ်အဲ့တော့ကျွန်တော်ဒီမှာအင်ဂျယ်ဝင်းလေးလိုက်ပြီးတော့ဖမ်းလိုက်ပါတယ် โอเคဆိုတော့ကျွန်တော်တို့အခုဆိုရင်တော့ဒီမှာ eagle fruit ကိုကျွန်တော်တို့ပထမဆုံးစကီတစ်ခုကိုဗီဒူးတင်ဖို့တော့ကျွန်တော်အင်ရဝင်းနေရှာလာခဲ့ပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာခုနကလှုပ်ထားတဲ့ကွက်ကိုဒီမှာတရရခဲ့နော်ပြီးရင် complete ဟိုကနှိပ်ပြီးတော့ကျွန်တော်ဒီမှာ crack လိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ဒီမှာ fade သားပေါ့နော်အာဗာလဲ ဒီမှာသူပြောတဲ့ဟာပေါ့အတောက်ကိုကျွန်တော်တို့တောက်ခွေလိုက်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ဒီ app skill ပေါ့နော် level ပြန်တဲ့ skill ကပုံမှန်ထပ်ပို့ပြီးတော့စပိမြန်သွားတယ်လို့သူကတော့ပြောပါတယ် okay ဆိုတော့ကျွန်တော်တို့နည်းနည်းသွားဆန်းကြည့်မယ်အပြင်ထွက်ပြီးတော့အာဒါပွေဒူးတင်လိုက်တဲ့အတွက်ပို့ပြီးတော့မြန်သွားတယ်လို့ပြောတယ်တကယ်လည်းဟုတ်ပါတယ်ဒီမှာအစားအထပို့ပြီးတော့ကျွန်တော်တို့မတိမသားလေးနည်းနည်းလေးမြန်သွားပါတယ်အဲ့တော့ဒါကတော့ကျွန်တော်တို့ပထမဦးဆုံး quest တစ်ခုဖြစ်ပြီးတော့ပထမဦးဆုံးတက်လိုက်တဲ့ဒါ video skill တစ်ခုပေါ့နော်အဲ့ဒီ app skill flight ဆိုတဲ့ skill ကကျွန်တော်တို့အာ ထမကထပ်ဖို့ပြီးတော့ပြန်နဲ့စပီပို့မြောင်းအားတာကိုကျွန်တော်တို့ရပါတယ်ဆိုတော့နောက်ထပ်နှစ်ခုကြံပါသေးတယ်အဲ့တော့နောက်ထပ်နှစ်ခုကိုတင်ဖို့တော့ကျွန်တော်တို့ဘာတွေလိုအပ်လဲသွားကြည့်မယ်အာပြီးရင်ကျွန်တော်တို့နောက်ထပ်နှစ်ခုကိုထပ်ပြီးတော့တင်ပြပါအောင်မယ်โอเคဆိုတော့ကျွန်တော်တို့ဒီမှာဒီကောင်ကြီးရှိပဲပြန်ပြီးတော့သွားကြည့်အောင် let's go let's go ဆိုတော့ဒီမှာကျွန်တော်တို့ထုံးတဲ့အတိုင်းပဲပထမတစ်ခုလောက်တော့အလိုပဲဒီကောက်နှိပ်ပြီးရင်တော့ကျွန်တော် အောက်ကအတမင်ပန်နေဆိုတော့နှိပ်ပြီးရင်တော့ okay နှိပ်လိုက်ပါဒါဆိုရင်တော့ဒီကောက်ကလောက်ရမဲ့ကွက်တီတစ်ခုချင်းစီပြပါလိုက်မယ်အဲ့တော့ကျွန်တော်တို့ဒီမှာ33ရာခိုင်နှုန်းတော့ complete ဖြစ်သွားပြီနောက်တစ်ခုကကြတော့ fright capacitor ပေါ့နော်အဲ့တော့အာသူကဘာလောက်ရမလဲဆိုတာတော့ကျွန်တော်တို့ပြောပြမယ်ပေါ့နော်ကျွန်တော်ဒီနောက်တစ်ခုကကြတော့ကျွန်တော်ဒီလို၄ဘောပြန်မယ်ဗျာအာဒီမှာ ဒီလိုလေးပေါ်ပြန်ပြီးတော့မှကျွန်တော်တို့ချီရအန်နမီတွေကိုဂျမ်းမပေးရမယ်ဒါဆိုရင်တော့ခုနလိုပဲကျွန်တော်တို့ရာဂိုင်တုံးအလိုက်ကျွန်တော်တို့တရာရာဂိုင်တုံးပေါ့နော်ရာဂိုင်တုံးလိုက်တက်မှာဖြစ်ပါတယ်ကဲဆိုတော့ကျွန်တော်တို့ဒီ quest 2ကိုလုပ်ဖို့အတွက်အကွက်ယူပြီးတော့ကျွန်တော်တို့ဒီ quest 2ကိုတွားလုပ်ရပါမယ် let's go okay ဆိုတော့ကျွန်တော်တို့ဒီမှာ quest 2ကိုလုပ်ဖို့အတွက်တော့ကျွန်တော်တို့ဒီမှာ story စနဲ့ရမယ်ပေါ့နော်အာဒီမှာသူပြောတာတော့ မက်ဆီမန်ပါဝါအောက်ပုတ်ဝိုင်းဖလိုင်းနဲ့ကျွန်တော်တို့ပြန်နေနေကျွန်တော်တို့ဒီအန်နမီကိုကျွန်တော်တို့ရဲ့စကေးတွေနဲ့ကျွန်တော်တို့တတ်ရမယ်ပေါ့နော် ဒါမှကျွန်တော်တို့ဒီဟာတရားရခိုင်နှုန်းပြည့်အောင်လုပ်ရမယ်။ Okay ဆိုတော့ကျွန်တော်တို့ဒီမှာဒီကွက်ကိုသွားလုပ်ဖို့အတွက်ကျွန်တော်တို့ဒီမှာ stock reset လုပ်ပါမယ်။ဆိုတော့ level ပိုင်းလည်းအကုန်လိုပြီးပြီဆိုတော့ကျွန်တော်ဒီမှာ0ရခိုင်နှုန်းကနေစပါမယ်။အဲ့တော့ကျွန်တော်တို့ label ကိုပြန်ပြီးတော့ enemy တွေကိုသွားပြီးတော့တတ်လို့ရတယ်။အဲ့ဒါကဘယ်မှာဘယ်မှာဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့ဘယ်ကျွန်းမှာရှိတဲ့ NPC ကိုမစိုးရတယ်။အဲ့တော့ကျွန်တော်ကတော့အခုလောတဲ့ဒီရှိမှာတွေ့တဲ့ကျွန်းတစ်ခုခုကိုပဲကျွန်တော်သွားလိုက်မယ်ပေါ့နော်။အဲ့မှာပဲကျွန်တော်တို့သွားပြီးတော့ quest သွားလုပ်ပါမယ်။ Okay ဆိုတော့ကျွန်တော်တို့ဒီဟာ quest လုပ်နေရင် တော့ enemy ကို၄ဘွားနေပဲ damage only ပေးရမှာပါကျွန်တော်အောက်လုံးကဆင်းလို့မရပါဘူးအဲ့တော့ let's go guys ကျွန်တော်ကျွန်းရောက်မှပြန်တွေ့မယ် okay ဆိုတော့ကျွန်တော်တို့ဒီကျွန်းကနှီးဆုံးဖြစ်တဲ့အတွက်ကျွန်တော်ဒီကျွန်းမှာပဲဖမ်းပါမယ်အာဒီမှာ၄ဘောပြန်ပြီးတော့ကျွန်တော် damage ပေးကြည့်ပါမယ် okay ဆိုတော့ဒီမှာ၄ဘောပြန်တော့တုံးလိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီမှာ scale တစ်ခုခုနဲ့ damage ပေးကြည့်ပါမယ်တော့မထိသေးဘူးကတော့ဒီမှာရော့ okay ဒီမှာအားလုံးတွေ့ရတဲ့အချိန်မှာ fire ကလုံးတက်ပါတယ်အဲ့တော့ကျွန်တော်တို့ကအပေါ်ကနေပြစ်ပြီးတော့ဒီကောင်းနဲ့တိမ်မမဟုတ်ပါဘူးကျွန်တော်တို့ damage ပေးနိုင်တာနဲ့ဟိုရာခိုင်တော့ ျွန်တော်တတ်ပါတယ်ဒါမဲ့လီဘောပြန်နေဆိုတာကကျွန်တော်အပေါ်ကြီးကိုခုံလန်းတာမဟုတ်ဘူးပေါ့နော်ကျွန်တော်ဒီတူသူ့မှာပါတဲ့ app skill နဲ့အပေါ်မှာပြန်နေရတာပဲဖြစ်ပါတယ်အဲ့လိုပြန်နေပြီးတော့မှကျွန်တော်အောက်ကိုဒမ်းမစ်ပေးရင်ကျွန်တော် ရာခိုင်နှုန်းတွေတစ်ခုပြီးတစ်ခုတတ်ပါတယ်ကဲဆိုတော့ကျွန်တော်တို့ဒီမှာရာခိုင်နှုန်းတွေအခု fire ရာခိုင်နှုန်းတောက်သွားပြီဗျာကျွန်တော်တရားရာခိုင်နှုန်းကြီးကိုအကြာကြီးဖြစ်နေမှာဖြစ်တဲ့အတွက်ဂျားထဲမှာတော့ကျွန်တော်ကြော်လိုက်မယ်တရားရာခိုင်နှုန်း ြည့်တဲ့အထိမှပဲကျွန်တော်တို့ပြန်တွေ့ကြပါမယ် let's go okay ဆိုတော့ကျွန်တော်တို့ဒီမှာ69ရာခိုင်နှုန်းတော့လုတ်ပြီးပေါ့နော်အဲဆိုတော့တရားရာခိုင်နှုန်းပြည့်ဖို့ကျွန်တော်တို့ထိတ်ပြီးတော့မလိုတော့ဘူးအဲ့တော့ဒီမှာ label ပြန်ပြီးတော့ကျွန်တော်အာဒီမှာ enemy ဒီခေါင်လောက်ကိုပြစ်လိုက်ရင်တော့ကျွန်တော်တို့တရားရခိုင်နှုံးပြည့်ပြီလို့ထင်တယ်။အာဒုတိယဟာကကျွန်တော်တို့ရခိုင်နှုံးပြည့်တာပုံမြန်တယ်ပေါ့နော်။အဲ့တော့ okay ဒီမှာ label ကိုပြန်လို့ရပြီ။ရပြီဆိုတော့ကျွန်တော်တို့ဒီမှာအရှိမ NPC လည်းရှိတယ်ဆိုတော့ဒီကောင်ကိုပေးလိုက်ပါမယ်။ Yes ဆိုတော့ကျွန်တော်တို့ဒီမှာ69 ပြီးတော့ဒီမှာ complete ဖြစ်သွားပါပြီဆိုတော့ကျွန်တော်တို့ခုနကအဝေးကန်လုပ်တဲ့အခန်းထဲကိုပဲပြန်ပြီးတော့သွားပါမယ်အဲ့တော့အဲ့ရောက်မှပြန်တွေးကြမယ် let's go okay ဆိုတော့ကျွန်တော်တို့ဒီမှာအဝေးကန်လုပ်တဲ့အခန်းနေရာကိုပြန်ရောက်ပါပြီဆိုတော့ကျွန်တော်တို့ဒီမှာအခန်းထဲကိုသွားပါမယ် အာကျွန်တော်တို့ဒီမှာသူပေးတဲ့ quest တစ်ခုကိုနောက်ထပ်တစ်ခုကို complete လုပ်လာပြီးဖြစ်တဲ့အတွက်ဒီလို quest complete တစ်ခုလုပ်ပြီးတိုင်းကျွန်တော်တို့ဒီကောင်းချီကိုပြန်လာပြီးတော့ကျွန်တော်တို့ကကျွန်တော်တို့အဲဒီသူပေးထားတဲ့ skill တစ်ခုကိုကျွန်တော်တို့ဒါ update လုပ်ခွင့်ရှိပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာ admin panel ကိုနှိပ်ထုံးစံတိုင်းမှာကျွန်တော် eg fruit ကိုနှိပ်ပြီးတော့ဒီမှာ view နှိပ်လိုက်လို့ရှိရင်တရားခံတော့ complete ဖြစ်ပြီးလိုအပ်တဲ့ပစ္စည်းကတော့ angel win 6ခုရယ် fugo 2ခုရယ် fuckman 600အာ800ရယ်လိုပါတယ် ပြီးရင်တော့ကျွန်တော်တို့ဒီမှာခရက်လိုက်ပါတယ်ပြီးရင်တော့ဒီစကေးကိုကျွန်တော်တို့အကွက်နှက်ရပါမယ်ဒါကတော့ကျွန်တော်တို့၄ဘောမှာပို့ပြီးတော့ပြန်နိုင်တဲ့ energy ကိုတိုးပေးတာပါပထမစကေးကတော့၄ဘောမှာမြန်မြန်ပြန်အောင်စကေးတိုးပေးတာပါအဲ့တော့ကျွန်တော်တို့နောက်ဆုံးတစ်ခုကိုထပ်ပြီးတော့လောက်ရပါမယ်ကဲဆိုတော့ကျွန်တော်တို့နောက်ဆုံးတစ်ခုလောက်ဖို့အတွက်ဘာတွေလိုအပ်လဲပြီးတော့နောက်ဆုံးတစ်ခုမလောက်ခင်ကျွန်တော်အခုတက်ထားတဲ့စကေးကကျွန်တော်တို့ဒီမှာမနော် energy fader meter ဆိုတော့ကျွန်တော်တို့ energy တန်းကတော်တော်နဲ့မကုန်အောင်သူကလုပ်ပေးထားပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့နောက်တစ်ခုကိုထပ်ပြီးတော့ လုပ်ရပါမယ်ဆိုတော့ကျွန်တော်တို့ဒီမှာတခါတည်းပဲလုပ်လိမ့်မယ်ဆိုတော့နောက်တစ်ခုကိုကျွန်တော်တို့ကြည့်လိုက်ရအောင်နောက်တစ်ခုကဘာလုပ်ရမလဲဆိုတော့အာကျွန်တော်တို့ဒီပေါ့နော်လေဘောပြန်တာမဟုတ်ဘူးဒါကကြောင့်လေဘောပြန်တာနဲ့မဆိုင်တော့ဘူးကျွန်တော်တို့ဒီ M1 စကီးနဲ့ပေါ့နော် enemy တွေကိုလိုက်ပြီးတော့ damage ပေးရမယ် အမကျွန်တော်တို့ damage baby တတ်နိုင်ပြီဆိုတာနဲ့ကျွန်တော်တို့ဒီ quest ကိုထုံးတဲ့နိုင်မယ်ကျွန်တော်တို့တရရခဲ့နော် complete fit အောင် M1 skill only သုံးပြီးတော့ enemy down ကိုလိုက်ပြီးတော့တတ်ရပါမယ်။ Okay ဆိုတော့ကျွန်တော်တို့ဒီမှာပေါ့နော်အာဒီစီးတရွရရောက်ရောက်ချင်းနေရဒီနေရာမှာပဲကျွန်တော်တို့ဒီမှာလာပြီးတော့တတ်လဲရတယ်။အဲ့တော့ကျွန်တော်ဒီမှာပဲဒီမှာ1 skill လေးနဲ့ပဲကျွန်တော်တကောင်ချင်းနေလိုက်ပြီးတတ်တယ်။ဒီမှာဆိုရင်50ရခဲ့နော်ရောက်သွားပြီပေါ့နော်။အဲ့တော့ကျွန်တော်တို့ဒီမှာဆက်စပ်ဦးဆုံးချင်းတကောင်နှစ်ကောင်လောက်တတ်တာလောက်ကကျွန်တော်တို့ရခိုင်နှုန်းဘယ်လောက်မှမတက်သေးပါဘူး။ ပထမဆုံးလှုပ်လို့ရှိရင်ငါပဲ quest မယူရသေးရလား quest လောက်ဒါပဲမှားနေရလားဖြစ်တတ်ပါတယ်တကယ်တော့ तू ကကျွန်တော်တို့ပထမဦးဆုံးတစ်ကောင်နှစ်ကောင်လောက်တက်ရုံနဲ့ရာခိုင်တော့မတက်သေးပါဘူးအဲ့တော့စကီးရလည်းဒီ M1 စကီးပဲ only တော့မှဖြစ်တဲ့အတွက်ဘယ်တော့လိုက်လို့မယ်ဆိုရင်တော့ဒီ block ဘူးကို step တွေအများကြီးတင်ထားတင်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာ M1 စကီးနဲ့ step ကနည်းနည်းပဲတင်ထားဖြစ်တဲ့အတွက်ကြောင့် damage က900ကျော်လောက်ပဲထွက်ပါတယ်အဲ့တော့အခုလောတဲ့900ရာခိုင်တော့ပြည့်သွားပြီဆိုတော့ကျွန်တော်တို့တရားရာခိုင်တော့ပြည့်တဲ့အခါကျမှပြင်တွေ့မယ် အဲ့တော့ကျွန်တော်တရားရခိုင်နှုန်းပြည့်အောင်ကျွန်တော်အကြာကြီးဖန်လေးရပါတယ် let's okay ဆိုတော့ကျွန်တော်တို့ဒီမှာ69ရခိုင်နှုန်းတော့ရပါပြီ okay ဆိုတော့ကျွန်တော်နောက်ထပ်အာတရားရခိုင်နှုန်းလေးပဲကျင်တော့တယ်အဲ့တော့ဒီနှစ်ကောင်ကျွန်တော်တို့ကြေးပြီးရင်တော့တရားရခိုင်နှုန်းပြည့်ပြီပေါ့နော်ဒါကနောက်ဆုံးခွက်ဖြစ်တဲ့အတွက်ကျွန်တော်တို့တော်တော်ကြာကြာလေးလုပ်ရပါတယ် တကောင်နှစ်ကောင်လောက်တက်ရောင်လောက်နဲ့အဲ့လိုပြည့်သွားတာမဟုတ်ဘူးเนาะပထမကွက်1နဲ့2ကတော့အာတော်တော်လေးလွယ်တယ်ကဲပြောရင်းဆိုရင်လည်းပဲကျွန်တော်ဒီမှာ complete ဖြစ်သွားပါပြီအဲ့တော့ကျွန်တော်တို့ဒီနောက်ဆုံး skill ကို update သွားလုပ်လို့ရပါပြီကဲဆိုတော့ကျွန်တော်တို့ပထမသွားခဲ့တယ်ကျွန်တော်တို့နေရာကိုပဲပြန်ပြီးတော့သွားရမယ်အာအဲ့တော့ဘယ်လိုခေါ်လဲ crystal ကိုတတုံးလို့ခေါ်ရလားမသိဘူးကျွန်တော်တို့ဒီမှာ အခုဒီမှာရှေ့မှာမြင်နေရတာဗျာအဲ့ဒီကိုတော့အမှာအဲ့မှာပဲကျွန်တော်တို့အဝေးခန့်လုပ်တဲ့ room ကရှိတယ်ဒါကတော့ C3 ရောက်ပြီးသားလူတွေဆိုရင်တော့ဘာလို့မဆိုတိပါ့ဲကဲဆိုတော့ကျွန်တော်တို့အဲ့ရောက်မှာပြန်တွေ့မယ်โอเคဆိုတော့ကျွန်တော်တို့ဒီမှာ အာ quest ကိုပြန်ပြီးတော့လောက်ရမယ့်နေရာကိုရောက်လာပါပြီအဲ့တော့ဒီနေရာကိုပဲကျွန်တော်တို့ပြန်လာရတာပါဒီမှာကျွန်တော်တို့ဒီမှာ admin ban နဲ့နှက်ရပါမယ်ထုံးစံတိုင်းမှာပဲဘာမှအထွေထွေလောက်ရတာမရှိဘူးသူပေးတဲ့ quest လေးတွေကိုကျွန်တော်တို့လောက်တိုင်သိပါပြီအဲ့တော့ဒီမှာအကုန်လုံး complete ဖြစ်သွားအောင်ကျွန်တော်ဒီမှာကြည့်လိုက်ပါတယ်ဆိုတော့ဒီမှာလိုအပ်တာတွေကတော့အများကြီးပဲပြီးတော့ဒီမှာ fire feather လိုပါတယ်အဲ့တော့ဒီ fire feather ကဘယ်ရရမလဲဆိုတာကိုတော့ကျွန်တော်ပြောပြပေးမယ်အဲ့တော့ဒီ fire feather ကအခုကျွန်တော်တို့ update မှာပါလာတဲ့ new boss ပေါ့နော် new boss ကိုတက်ရင်ရပါတယ် okay ဆိုတော့ကျွန်တော်တို့ဘောတက်တာက ာနီးလန်းတွေရှိတယ်ဒီနီးလန်းတွေကကြတော့ပြောပြနေရင်ကျွန်တော်ရဲ့ဗီဒီယိုအရင်ကြောက်အောင်မှဖြစ်တဲ့အတွက် boss ကိုဘယ်လိုစပွန်းရမလဲကိုကျွန်တော်နောက်ထပ်ဗီဒီယိုတစ်ပုတ်တင်ပေးမယ်အခုလောလောဆယ်တော့ကျွန်တော်တို့စပွန်းပြီးသား boss ကိုပဲဒီမှာဝိုင်းပြီးတော့ကျုံနေကြပါလေအဲ့တော့ဒီမှာဘာဒီလုံးလုံးနေမှန်းတော့မသိရောဗျာရှုပ်ချက်ခတ်နေရပဲပြီးတော့ဒီ boss ဟာတော်ရုံတော်ရုံနဲ့တတ်ဖို့မလွယ်ပါဘူးတယောက်တည်းသွားပြီးတတ်မယ်ဆိုရင်တော့ခွေးဖြစ်သွားနိုင်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာဒါတော့ကျွန်တော်အဖွဲလိုက်ပေါ့နော်၄ယောက်ဘယ်ကောင်နေလဲတော့မသိဘူးကျွန်တော်ဒီကောင်နေနဲ့တတ်တာပါ ဲ့တော့ဒီမှာကြည့်လဲမောဗျာသူရဲ့တန်းကြီးကလည်းလုံးဝအများကြီးပဲပြီးတော့သူက၄ဘောပါပြန်နိုင်တဲ့ဘောတစ်ကောင်ဖြစ်နေတဲ့အတွက်တော်တော်လေးကိုလိုက်တက်ကြတယ်ကျွန်တော်တို့ကလိုက်တက်တာမဟုတ်ပါဘူး။သူကတော့ကျွန်တော်တို့လိုက်တက်နေရပါ။ဒီမှာဆိုလဲတစ်ခါတေွားကြီး။တေွားကြီးဆိုတော့ကျွန်တော်တော့ပြန်ကျုံးပါတယ်။ကျွန်တော်ကတော့ဒွမ်ကုန်နဲ့ပဲကျုံးပါတယ်။အဲ့တော့ ဒီမှာဆိုရင်ကျွန်တော်တို့သူ့ကိုကြုံတော့မယ်ဆိုရင်ဘလော့ဖူကို study အများကြီးတင်ထားတင်တယ်ပြီးတော့ဒါမှမဟုတ်ဒွမ်ကိုနဲ့မကြုံရင်အကောင်းဆုံးကတော့ဗုဒ္ဓနဲ့ကြုံတာပေါ့နော်ဗုဒ္ဓနဲ့ကြုံတာအကောင်းဆုံးပဲအဲဒီကောင်ကသူ့ညင်ခွေးနဲ့မှညင်သမားကိုကျွန်တော်တို့ပြန်လာပြီးတော့လာကြုံတာ damage တစ်ချက်တစ်ချက်ကိုလည်းစိန်ထွက်နေရပဲဒီမှာကျွန်တော်ဆိုရင်၃ငါလောက်တည်သွားရဲ့ထင်တယ်ကျေစောဒီမှာကြည့်လိုက်အောင်ဗျာလုံးဝကြမ်းထွက်နေရပဲအဲ့တော့ကျွန်တော်နောက်ထပ် ဗုဒ္ဓပြောင်းမှဖြစ်တော့မယ်အဲ့တော့ကျွန်တော်ဗုဒ္ဓနယ်ပဲသွားပြီးတော့ကျုံးပါမယ်အဲ့တော့အကုန်လုံးပြီးအောင်ကျွန်တော်တက်ပြီးရင်ဘာရလဲဆိုတာပြပါမယ်โอเคဆိုတော့ကျွန်တော်တို့ဒီမှာပေါ့နော်ဒီဘောကိုတက်နေရကျွန်တော်တို့က15မိနစ်လောက်တောင်ကြာလာမသိဘူးကျွန်တော်တို့က၄ရောက်ဝိုင်းတက်တာနော်ဒီမှာဒီကောင်တေတော့မယ်အဲ့တော့ဒီမှာဒီကောင်ကိုနောက်ထပ် damage လေး3လေးချက်လောက်ကျွန်တော်ထပ်ပြီးတော့ပေးလိုက်မယ်ဆိုရင်တော့1 2 3ရဲကျွန်တော်တို့ဒီမှာရပါပြီသူပြောတယ် fire fader ကျွန်တော်5ခုတောင်ရပါတယ်လိုအပ်တာက3ခုတည်းပါအဲ့တော့ကျွန်တော်တို့ fagon fruit ကိုနောက်ဆုံး awaken လုပ်လို့ရပါပြီအဲ့တော့ fagon fruit fruit awaken ကိုကျွန်တော်တို့တွားလုပ်ကြပါ ါမယ်။ကဲဆိုတော့ကျွန်တော်တို့အရင်လာခဲ့တဲ့နေရာကို let's go ။ Okay ဆိုတော့ကျွန်တော်တို့အခုဒီမှာရောက်ပါပြီခင်ဗျာ။အဲ့တော့ကျွန်တော်တို့ဒီနေရာဝဲပြန်လာရပါတယ်။ဒီနေရာကိုပြန်လာပြီးတော့ကျွန်တော်တို့ဒီမှာအတမင်ပန်နယ်ကိုပဲပြန်ပြီးတော့နှိပ်ရပါတယ်။ပြီးတော့ကျွန်တော်တို့ဒီကောင်နဲ့စကားပြောလိုက်ရင်ဒီကောင် quest တွေချပြပါတယ်။အဲ့တော့ဒီမှာ eagle တင်မှာဖြစ်တဲ့အတွက် eagle flow နဲ့ကျွန်တော်တို့ဒီမှာတရားရခိုင်တုံးဖြစ်သွားပြီဖြစ်တဲ့အတွက် complete reset ကိုနှိပ်ပြီးတော့ဒီမှာ low adder ရေးလဲအကုန်ပြည့်စုံသွားပါပြီ low adder fire filter 3ခုရဲ့ကျွန်တော်တို့ဒီမှာ အဲတခြားပေါ့နော်အင်ဂျယ်ဝင်းနေပြီးတော့ဖက်ကမတ်တွေပဲလိုပါတယ်အဲ့တော့လိုအပ်တာတွေကိုတော့တေချာကြည့်ပြီးတော့မှလောက်တာပို့ပြီးတော့ကောင်းပါတယ်ကဲဆိုတော့ကျွန်တော်ဒီမှာလောက်ပြီးပြီဆိုတော့ဒီစကစ်ကိုအဲ equip လုပ်လိုက်ပါမယ်အဲ့တော့ဒီ square ကတော့ကျွန်တော်တို့ဒါသူ့လောက်ခိုင်းနေပေါ့နော် unlock apps key ရဲ့ dust ability ဗျာကျွန်တော်တို့ဒီပေါ့ label ပြန်ပြီးတော့ကျွန်တော်တို့ ပြစ်မယ်ဆိုရင်ကျွန်တော်တို့ ability ပေါ့နော်ပြစ်တဲ့ ability ပြ M1 ability ကပို့ပြီးတော့တိုးရမယ်ပို့ကောင်းရမယ်လို့သူကပြောချင်တာပါအဲ့တော့ skill ၃ခုကျွန်တော်တို့ update လုပ်ခဲ့တယ်အမှဘာလဲဆိုတော့ပထမဦးဆုံးတစ်ခုကကျွန်တော်တို့ပြန်တော်ပို့ပြီးတော့မြန်သွားသေးတယ်ဒုတိယတစ်ခုကတော့ feather meter ကုန်တာကိုကျွန်တော်တို့ short ပေးတယ်နောက်တစ်ခုကကျတော့ဒီမှာပေါ့နော် M1 skill ဒီ desk gear ပို့ပြီးတော့မိုက်လာရလို့ပြောတယ်အော်ဒီ app skill ပေါ့နော်ဒီမှာ app skill မှာကျွန်တော် dance ဆိုပြီးတော့အဲ့လိုဒီအခုနကကျွန်တော်လုတ်ပြသလိုသွားတာလေးပါလာတယ်အဲ့တော့တော်တော်လေးကိုမိုက်ပါတယ်ဆိုတော့ အာမိုက်ပါတယ်တော်တော်မိုက်တယ်လို့ပဲပြောရမယ်အဲ့တော့ဒါတော့ကျွန်တော်တို့ဒါ eagle fruit ကို fruit awaken လုပ်လိုက်တယ် v2 ပေါ့နော် eagle fruit v2 လေးပဲဖြစ်ပါတယ်ဆိုတော့အလုံးကြိုက်ကြတာတော့မသိဘူးတော်တော်တော့မိုက်ပါတယ်ကျွန်တော်သူ့ငကိုတွေကစကီးရာမိုက်နေတဲ့အပြင်ရောမှာဒီလို update လေးလုပ်လိုက်ရင်တော့ပိုမိုက်သွားမယ်ပြန်ရဘာညာတတကာလည်းမိုက်ပါတယ်အဲ့တော့ဒီနေ့ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အလုံးကျေးဇူးတင်ပါတယ်ဒီနေ့ရောဒီလောက်ပါပဲအလုံးဘိုင်ဘိုင်